ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာ။နောက်ကျမ်းမာရေးတွေလူမှုရေးတွေအိမ်တော်ရေးတွေနော်မိသားစုရေးတွေအစဉ်ပြေအောင်လုပ်ပြီးနိုင်မှာတရားလမ်းကြောင်းကိုဆွဲပေါ်ရင်လိုက်နိုင်မှာပေါ့။သဘောပေါက်လား။မှန်ပါပါ။ အခုအိမ်မှာအဆင်မပြေရင်ခုလူလေးတောင်တရားလာနာဖို့လွယ်ပါ့မလားလွယ်ပါဦးခင်ဗျာနော်အဲ့တော့ကိုယ်အိမ်မှာသာဝတ်နေရေးအတွက်အကုန်အဆင်ပြေလို့နော်ရှားတဲ့ဘုရားရှားလာနာပြီတရားနာတဲ့ဘုရားနာမနာနိုင်ဘူးလားနာနိုင်ပါတယ်ခင်ဗျာကိုယ်စုဆောင်ထားတာတွေကိုယ်ပိုင်ဆိုင်ထားတာတွေကသူများကအလူခံရမယ်မိလောက်ရည်ပြီးမယ်ဗာပြည့်မယ်ဆိုရင်သာသုသမီးတို့လာပြီးတရားနာနိုင်ပါမလားနာနိုင်ပါဦးခင်ဗျာအဲ့တော့လောကီဆိုတဲ့ အကြောင်းကိုပြည်လဲမှာလောကုတ္တရာဆိုတဲ့တရားဓမ္မလမ်းကြောင်းကိုဆောက်နှမ်းနိုင်ပါတဘောပေါက်လားဟုတ်ပါဘူးဗျာဒါကြောင့်ဘုံဘုံကိုနမင်းကြီးတွေကအရှင်မယသူ့ရဲ့လောကီဖြောင်းမှုအတွက်ကိုအရင်ဆုံးမတုံတင်လိုက်ပါအဲ့ဒီတော့သူတို့လိုက်နာကျင်သုံးပြီးလှုပ်လိုက်တဲ့အခါမှာ စီဝါရေးလေးတွေကောင်းလာမယ်အယောင်အဝယ်လေးတွေအဆင်ပြေလာမယ်အလုပ်ကိုင်လေးတွေကောင်းလာမယ်ကျန်းမာရေးလေးတွေကောင်းလာမယ်ဆိုရင်အဲ့ဒီတော့မှယရနာ၃ပါးပါတော့တကယ်ယုံကြည်ပြီးတော့နောက်ကလမ်းကြောင်းအတိုင်းလျှောက်လိုက်လာမှာအဲ့တော့အရှင်ဘုရားရှိအန်ကြီးဆွဲပေါ်သွားရင်တားဆောင်ဆွဲလို့မရဘူးလေဖြည်းဖြည်းချင်းပေါ်လို့သူတို့လက်နိုင်တယ်သဘောပေါက်လားဟုတ်ပါပြီခင်ဗျာဒါကြောင့်သာဓုသမီးတို့ကိုနော် စီပွားရေးတွေကျန်းမာရေးတွေလူမှုရေးတွေအိမ်တော်ရေးတွေအကုန်လုံးတပြေးပြေးအဆင်ပြေလာအောင်ဘုံဘုံကတရဏဂုံလန်းနေတဲ့တစ်ဘက်ကနေတရဏဂုံယူကြပါယုံကြည်မှုထားကြပါလေးစားကြပါအာကုန်ကြပါဆိုတော့ဟောတကယ်ရွတ်လာတော့တကယ်လည်းအဆင်ပြေလာတော့ယုတ်နေရင်စေတနာပါပါလာတယ်စေတနာပါလာတော့ဒါကနဲ့လည်းကြာတော့အောင်မြင်မှုတွေရလာတာပေါ့ တဘောပါလားဟုတ်ပါရဲ့ဗျာအဲ့ဒီကံကြတော်မှာဘုံဘုံကနောက်တစ်ဆင့်ထားပြီးပူခြင်းသာတရားနော်ဟောလူလူချင်းပူခြင်းသာရမယ်နော်တက်ရှိတရဝါအချင်းချင်းပူခြင်းသာရမယ်ခန္ဓာကိုယ်ကိုကြည်သာရမယ်မိသားစုကိုကြည်သာရမယ်လို့ဟောတဲ့မြတ်စွာဘုရားရဲ့ တရားကိုကျင်းစာတရားကိုတဖြည်းဖြည်းနဲ့တအားကြီးထောက်သွဲတယ်လို့မဟုတ်ပဲနဲ့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကိုနိုင်တဲ့ပက္ခဏီပြီးတော့လိုက်လာခြင်းလုံးရင်းနဲ့တဖြည်းဖြည်းနဲ့ကိုကျင်းစာတရားတွေပြန်ပွားလာတယ်သဘောပေါက်လားပေါက်ပါရဲ့ခင်ဗျာเนาะအတူလေတတ်တတ်လို့မစားနိုင်ပေမဲ့ခြေသေးချောင်းတို့ကြောင့်လေဒီတို့ကတော့ခြေနှစ်ချောင်းကြောင့်လေဒီတို့ကတော့ကံကားတွေကြောင့်လေဒီ နော်အဲ့ဒီလူလေးတွေအတချို့ဆိုရင်ตายငါးကြီးချောင်းလဲဆိုပြီးတော့ဘလို့ပဲချောင်းချောင်းကိုထားနိုင်သေးဘူးကိုကျင်းသာတရားလေးကကို့အတွက်ကတော့တန်ဖိုးရှိတာပဲဒီမှာဟုတ်ပါဘူးဟုတ်ပါဘူးအတူကတော့အများကြီးချောင်းတော့သူကကိုတန်ဖိုးရှိတယ်ငါးတန်ဖိုးမရှိဘူးလို့မထင်နဲ့တဲ့နော်ကိုနိုင်တဲ့ဝန်ထမ်းတာဟာကို့အတွက်အမြတ်ပဲတဲ့မနိုင်သေးတဲ့တော့မထမ်းဘူး သဘောပေါက်လားပေါက်ပါဗျာညိုက်တော့ဘာသူတမီတို့တွေကိုဘေးလို့ရန်တို့အန္တရာယ်တို့တွေကလည်းဒုက္ခသိခြင်းတလို့စီးပွားရေးတွေလည်းကောင်းသိခြင်းနဲ့အလုတ်အကင်တွေလည်းအဆင်ပြေသိခြင်းနဲ့အဲ့ဒီအလုတ်အကင်တွေအဆင်ပြေလာတယ်လို့လုံနိုင်တိုင်းတိုင်းဘောကလည်းကျမ်းမာကြီးကောင်းဘောကလူရန်ရောအဲ့တော့ကံကျမ်းမာကြီးကောင်းဘောအတွက်ပူဇင်းသာတရားနဲ့အစားထုတ်ပြီးတော့ပေးရပြန်တော့ဒါကြောင့်မလို့သာဓုတမီတို့အတွက် ဆောင်ရွက်နေတဲ့လုပ်ငန်းစင်တာကြီးတွေထဲမှာနော်တန်ဖိုးအကြီးမားဆုံးကတော့မိခင်ဖခင်ကျေးဇူးရှင်တွေကိုခင်မွန်းကြီးဆယ်ပါးကိုကျေးဇူးထိုက်ခြင်းပဲတဲ့တရားမင်းကသဘောပေါက်လားဟုတ်ပါရဲ့ဗျာအဲ့တော့ဆရာတော်အသီးသီးတွေကလည်းပြောကြတာတွေကအများကြီးပဲနော်အဲ့ဒီလိုဆရာတော်တန်ဃာတော်ကြီးတွေဟောကြားတာတွေ ဘုံဘုံမှာပြန်လဲပြီးတော့နိုင်ယူရတယ်။ပါရုံဖရာတို့ဘုရားကြီးတွေဟောကြားတာဒီလည်းပြန်လဲပြီးနိုင်ယူရတယ်။အဲ့ဒီအထဲထဲမှာနော်တကယ်ကိုထိုက်တဲ့ဉာဏ်နဲ့သာဓုသမီးတို့အတွက်လိုအပ်နေပြီဆိုရင်ဘုံဘုံကအဲ့ဒါကိုမှတ်သားပြီးပြန်လဲပြီးတော့ဟောကြားပေးရတာ။သဘောပေါက်လား။ပါပါဘုရား။တခါတလေကြတော့သူတို့ ဟောကြားတဲ့အထဲထဲမှာတရားတော်ဘုရားကြီးတွေဟောကြားတဲ့အထဲမှာမပါတော့ဘုံဘုံကနမင်းကြီးတွေကိုမေးလိုက်တော့မှနမင်းကြီးတွေရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ပြောပြတာတွေကိုသာဓုသမီးတို့ပြန်ပြီးရှင်းလင်းပြလိုက်တော့လိုက်နာပြင်လုံးလိုက်တော့အောင်မြင်သွားတဲ့သူတို့ရဲ့ဥည်ဆောင်ကြောက်မှုတွေကိုရသွားကြတယ်။တဘောပါဗျာ။ဟုတ်ပါရဲ့ဗျာ။ဒါကြောင့်မလို့အခုလဲဘုံဘုံမေးလိုက်တဲ့အခါကြတော့နော် လောကီဖြောင်းမှန်နှံကံမှုသူတို့ရဲ့အရေးကြီးဆုံးသောအချက်ကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်ဘုရားဘယ်လိုဟောကြားခဲ့တယ်လဲလူတိုင်းလူတိုင်းမှာမိဘနှစ်ပါးရှိပြီအတွက်เนาะမရှိဘူးလားရှိပါတယ်ဗျာဖြစ်လျာဘဝတိုင်းမှာ တိလိခံဖြစ်ရင်တော့နိဗ္ဗာန်တပါမရှိဘူးလားရှိပါရဲ့ဗျာเนาะအဲ့ဒီလိုဖြစ်လျာဘဝတိုင်းမှာနိဗ္ဗာန်တပါရှိသည့်အတွက်အဲ့ဒီနိဗ္ဗာန်တပါကိုမြတ်စွာဘုရားရှင်ကုလုံးမြတ်ကြီးကเนาะတကူအကြီးဆုံးနတ်မင်းကြီးတွေလို့ဟောကြားခဲ့ပါတယ်သာသမီတွေအတွက်အကြီးမားဆုံးသောဘုံကံကိုပေးနိုင်တဲ့နတ်မင်းကြီးနှစ်ပါး တဘောပါလားဟုတ်ပါတယ်ခင်ဗျာနော်နိဗ္ဗာန်နှစ်ပါးအဲ့ဒီနာမည်ကြီးနှစ်ပါးကိုပူဇော်တဲ့သူဟာလောကမှာဖုံးကံဉာဏ်ပညာကြီးမားတယ်ဒါကြောင့်အဲ့ဒီနာမည်ကြီးနှစ်ပါးကနော်ဖုံးကံဉာဏ်ပညာကိုပေးနိုင်တဲ့နာမည်ကြီးနော်နှစ်ပြီးတော့ ုံးကံဉာဏ်ပညာတွေလားမဟုတ်ဘူးတဲ့တကူတတိစွမ်းဤနေကိုလေပြီးစွမ်းနိုင်စွမ်းတော့နတ်မင်းကြီးတစ်ပါးလူတိုင်းလူတိုင်းမှာရှိတယ်လူတိုင်းလူတိုင်းမှာအဲ့ဒီနတ်မင်းကြီးတစ်ပါးရှိတယ်နော်အဲ့ဒီတော့ ယဟန်တော်ပြတ်တယ်ကမြတ်စွာဘုရားကိုလျှောက်ထားတော်ဘုလိုကြီးမြတ်တော်မူသောမြတ်စွာဘုရားအဲ့ဒီနာမည်ကြီးတစ်ပါးကိုကိုယ်ပွဲစီကတ်တဲ့သူတိုင်းပူဇော်တဲ့သူတိုင်းအမြတ်တလူထားတဲ့သူတိုင်းဘယ်လိုအကျိုးကျေးဇူးများခံစားရပါသလဲလို့မေးလျှောက်တယ်အဲ့ဒီကောင်မှာမြတ်စွာဘုရားက ီးပွားရေးလူမှုရေးအိမ်တော်ရေးကျန်းမာရေးနော်ဆင်းရဲဒုက္ခအခက်ခဲအမျိုးမျိုးအားလုံးကိုကျော်လွှမ်းနိုင်တော့အောင်မြင်မှုအကြီးမားဆုံးသိနိုင်တော့စွမ်းအင်တို့ကိုရရှိပါလေတဘောပါလားဟုတ်ပါရဲ့ဗျာအဲ့ဒီနံမင်းကြီးနှစ်ပါးဒီ အပြင်းမှမရှိဘူးအိမ်တွင်းမှာရှိတယ်မိသားစုတိုင်းမှာရှိတယ်အဲ့ဒီနာမည်ကြီးတစ်ပါးကဖခင်ဒီဟူသောအိမ်ဦးနာမိခင်ဒီဟူသောအိမ်တွင်းနာအဲ့ဒီနာမည်ကြီးတစ်ပါးကသာသမီတို့အတွက်ပူဇော်တတ်တဲ့သူတိုင်းဘယ်တော့မှဖြစ်လျာဘွားတိုင်းအောက်တန်းသားမဖြစ်ဘူး တဘောပေါက်လားမြတ်စွာဘုရားကအဲ့ဒီလိုဟောတာအိန္ဒုနအိန္ဒုနအိန္ဒုန